အားလုံးပဲမင်္ဂလာပါရှင်ခစ်သက်မန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အစီအစဉ်လေးမစားခင် channel လေးကို like and subscribe လုပ်တော့ကိုလေမြစ်တာရက်ခံလို့ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ TNL ကလက်လွတ်လိုက်ရသောမိုးကုတ်နှင့်မိုးမိတ်တို့ကိုပြန်လည်သိမ်းပိုက်ရန် PDF တံများကထိုးစစ်ဆင်နေပြီးမိုးကုတ်တွင်စစ်ရေးအရအရေးပါသောစခန်းကုန်းတစ်ခုကိုသိမ်းပိုက်ရရှိဟု NUG ကောက်ွယ်ရေးဝန်ကြီးဌာနကကြေညာတဲ့ဆွဲသတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။မန္တလေးတိုင်းမိုးကုတ်မြို့ရှမ်းပြည်နယ်မိုးမိတ်မြို့တို့ကိုပြန်လည်ထိန်းချုပ်နိုင်ရန် PDF တပ်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုက်နေပြီးစစ်ရေးအရအရေးပါသောစခန်းကုန်းတစ်ခုကိုသိမ်းပိုက်ရရှိထားကြောင်း NUG အစိုးရကယနေ့ဒီဇင်ဘာလ6ရက်နေ့တွင်သတင်းထုတ်ပြန်ပါတယ်။ အမျိုးသားညညရေးအစိုးရကောက်ကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကောက်ကွယ်ရေးတပ်မတော်စီယုံချုပ်အနေဖြင့်မိုးကုံမိုးမိတ်ဒေတာစစ်စင်ရေးစစ်ဦးစီးအဖွဲ့ကိုနိုဝင်ဘာလ9ရက်နေ့ကလေးကစတင်ဖွဲ့စည်းခဲ့ပြီးသက်ဆိုင်ရာဒေတာတွင်ရှိ PDF များပကဖများကိုစူးစီးစီလျက်တသက်မှတ်ထဲသောအမိတ်ပေးကုတ်ကဲမှုစနစ်အောက်မှတဆင်စစ်စင်ရေးကိစ္စများကိုအနီးကပ်ကြီးကြပ်ကုတ်ကဲလျက်ရှိကြောင်းသိရပါသည်ထို့ပြင်တိုက်ပွဲများမဖြစ်ပွားမီကပင်အပြစ်မဲ့အယက်သားပြည်သူလူထုများထိခိုက်မှုမရှိစေရတဲ့အတွက်ဘေးလွတ်ရာနေမြများသို့ချိုးတင်ရွှေ့ပြောင်းပေးခြင်း လေယာချထားပေးခြင်းနဲ့လိုအပ်သောထောက်ပံ့ကူညီမှုများကိုအချိန်နဲ့တပြေးညီပေးအပ်နိုင်ရို့ကိုအရက်ဖတ်လူမှုအဖွဲ့အစည်းများနဲ့ပူးပေါင်း၍အလင်းအမြန်ဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။ နိုဝင်ဘာလ30ရက်နေ့ညနေ6နာရီခန့်မှစတင်ပြီးမိုးကုတ်မြို့နယ်အတွင်းရှိအကြံဖတ်စစ်တပ်ခြေကုပ်ယူလာသောနေမင်းများကိုတော်လရေးတပ်ဖွဲ့ဝင်များကအပြင်အထံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်းထို့သောတိုက်ပွဲဖြစ်ပွားသည့်နေ့မှစ၍ဒီဇင်ဘာလ6ရက်နေ့အထိတပတ်တာကာလအတွင်းတိုက်ပွဲကြီးငယ်ပါ5ချိန်ထက်မနည်းဖြစ်ပွားခဲ့ပြီးအရေးပါသောအကြံဖတ်စစ်တပ်၏စခန်းကုန်းတစ်ခုကိုတော်လရေးတပ်ဖွဲ့များကလက်ရသိမ်းပိုက်ထားနိုင်ခဲ့ကြောင်းသိရပါသည် ပြည်သူ့ကောက်ကွယ်ရေးတပ်မတော်နှင့်ပြည်သူ့ကောက်ကွယ်ရေးအဖွဲ့များအနေဖြင့်မိုးကုတ်မိုးမိတ်ဒေသသို့ကျူးကျော်ဝင်ရောက်လာသောအကြမ်းဖက်ဆဲအုပ်စုတပ်များကိုပြည်သူလူထုနှင့်လက်တွဲပြီးရွရွချွတ်ချွတ်ဆက်လက်တိုက်ပွဲဝင်လျက်ရှိကြောင်း NUG အစိုးရကပြောဆိုထားပါတယ်။ TNL ကတရုတ်နိုင်ငံ၏ချားဝင်မှုဖြင့်၎င်းတို့သိမ်းပိုက်ထားသောမိုးကုံနှင့်မိုးမိတ်မျိုးတို့ကိုစစ်တပ်ထံသို့ပြန်လည်ပေးအပ်ပြီးအော်တိုဘာလ29ရက်နေ့မှစတင်၍စစ်တပ်နှင့်အပြစ်ခတ်ရဲစဲထားခြင်းဖြစ်ပါသည် ဆက်လက်ပြီးစစ်ကော်မရှင်ထောက်ပို့ရဟတ်ရဲအောင်ပြစ်ခတ်တိုက်ခိုက်မှုယူဟာမှုအပါအဝင်၄ဦးသေဆုံးနေဟု KNU ပြောတဲ့ဆွေးနွေးကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ကရင်အမျိုးသားအစည်းအရုံး KNU တက်မဟာကဖောက်ပွန်ခရိုင်သို့ထောက်ပို့လာသည့်ရဟတ်ရင်တစီအား KNL ပူးပေါင်းတပ်များကဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာရဟတ်ရင်ကိုမထီတော့လဲအနီးတွင်ရှိနေသည့်စစ်ကော်မရှင်တပ်သားများထိမှန်သိဆုံးမှုရှိသည်ဟု KNU တက်မဟာကပြောရေးဆိုခွင့်ရှိသူကပြောပါရယ် ။ဖြစ်စဉ်မှာပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့မွန်လွယ်ပိုင်းကဖြစ်ပြီး KNU တပ်မဟာ9နှင့်တပ်မဟာ3အဆက်ရှိပေါ်ဆဲခုစခန်းသို့စစ်ကော်မရှင်တပ်ကရဟတ်ရင်ဖြင့်ထောက်ပို့လာကူခြင်းဖြစ်သည်ဟုသိရပါသည်။ထိုရဟယအားကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းတပ်များကလက်နက်ကြီးများဖြင့်သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီးဓာတ်ရိုက်ထိမှန်ခြင်းမရှိခဲ့တော့လေရဟယံဤတွင်ရှိနေသည့်စစ်ကော်မရှင်တပ်သားများထိမှန်ခဲ့ကြောင်းသိရပါသည်ရဟယံကိုတော့ပစ်တာတော့ဟုတ်တယ်ဒါပေမဲ့မကြပါဘူးသွားပစ်တဲ့ရဟယံကိုတိတ်တိတ်မထီပါဘူး ဘေးနားကိုချော်ပြီးကြာသွားတာဟု KNU တက်မဟာကပြောရေးဆိုခွင့်ရှိသူဒုတိယဗိုလ်မှူးကြီးစောကလေးတို့ကပြောပါရယ်ဖြူဟာမှုအပါအဝင်၄ဦးသေဆုံးပြီးတက်ခွဲမှုဒုခွဲမှုဈေးတာဝန်ခံစသည့်အရာရှိများအပါအဝင်စတက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုဆိုပါရယ်သေဆုံးသွားသည့်ဖြူဟာမှုဆိုသူမှာဒုတိယဗိုလ်မှူးကြီးအောင်မြတ်မိုးဟုသိရပါရယ် ရဟတ်ရင်ကိုအစနာမှန်မလာတော့မပြောတတ်ဘူးဒါပေမဲ့ရဟတ်ရင်နာမှရှိတဲ့လုံခြုံရေးယူထားတဲ့တပ်ခွဲနဲ့ရဟတ်ရင်အစင်းကိုလာကြည့်တဲ့ဖြူဟာမှုပေါ့အဲ့ဒီမှာသူထိတယ်ပြီးတော့တပ်ခွဲမှုနှစ်ယောက်ဒူခွဲမှုတစ်ယောက်စေးတဝင်ကန်တစ်ယောက်ထိခိုက်ဒဏ်ရာရတယ်စုစုပေါင်းသေးတာတော့၄ယောက်၁၁ယောက်ကတော့ဒဏ်ရာရတယ်ဟုဒုတိယဗိုလ်မှူးကြီးစောကလေးတို့ကဆက်ပြောပါတယ် ။ဘောဆဲခုစက္ကန်တီတမဟာ၃ညောင်လေးပင်ခရိုင်ကြောက်ကြီးမြို့နယ်နှင့်တမဟာ၅ဖောက်ပွန်ခရိုင်လူတော်မြို့နယ်တို့အားဆက်သွယ်ထားသည့်ကြောက်ကြီးမှုစေဘောဆဲခုကားလမ်းပေါ်ရှိဘောဆဲခုကြီးရွာအနီး၌တည်ရှိပြီးစည်ရေးအတွက်သာမကစစ်ကော်မရှင်၏ထောက်ပို့လုပ်ငန်းများအတွက်အရေးပါသည့်တက်စက္ကန်ဖြစ်ပါသည်။ ဆက်လက်ပြီးဒီပေးရင်တွင်မြန်မာနှင့်ဖိလစ်ပိုင်အမျိုးသမီးဖော်လုံအသင်းတို့၏စည်းကိန်းရှင်ပြိုင်ပွဲပြန်လည်ပြသမှုကြီးစုနေသောလက်ဖက်ရည်ဆိုင်ကိုစစ်တပ်ကလေရင်ဖြင့်ပုံကျဲချမှုပြည်သူ၁၈ဦးထပ်မံတည်ဆုံပြီး၃၀ဦးထပ်မံတည်ရန်ရရဲဆွဲတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည် စကိုင်းတိုင်းဒီပေးရင်တွင်မြန်မာနှင့်ဖိလစ်ပိုင်အမျိုးသမီးဖော်လုံးအသင်းတို့၏ဇီးကိန်းရှင်ပြိုင်ပွဲပြည်လေပြသမှုကိုကြီးရှုနေသောလက်ထက်ရည်ဆိုင်ကိုစစ်တပ်ကလျင်ဖြစ်ဖုံးကျဲချမှုဖြစ်သူ၁၈ဦးထက်မနည်းတည်ဆုံးပြီး30ဦးထက်မနည်းဒဏ်ရာရရှိကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါရယ်။ဂျမနီဒီဇင်ဘာလ9ရက်နေ့မိုးလက်တနာရီချိန်မှစတင်၍စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများလှုံ့ဆော်ခဲ့ကြောင်းရှင်းအောင်ဂျမနီည၈နာရီအချိန်ဒီပေးရင်မြို့နယ်မရကန်ကျေးရွာလက်ထက်ရည်ဆိုင်တွင်ဇီးကိန်းပြိုင်ပွဲအဖြစ်မြန်မာအမျိုးသမီး ဘောလုံးအသင်းနှင့်ဖိလစ်ပိုင်အမျိုးသမီးဘောလုံးအသင်းတို့၏ရှင်ပြိုင်ပွဲကစားသည့်ပွဲကိုပြန်လည်ပြသနေသည့်ဖီသူများဝိုင်းဝန်းကြည့်ရှုခဲ့ကြကြောင်းထို့အချိန်စစ်တပ်ကလျင်ဖြစ်ဘုံနှလုံးကျဲချခဲ့ရာဖီသူ၁၈ဦးသေဆုံးခဲ့ကြောင်းသိရပါသည်မြန်မာအမျိုးသမီးဘောလုံးပွဲပြန်ပြတာကိုကြည့်နေကြတဲ့လက်ဖက်ရည်ဆိုင်ကိုဘုံကျဲချသွားတယ်ကျဲချသွားတာကဘုံနှလုံးကျဲချတာအဲ့ဒါကြောင့်အသေးအပြောက်အရမ်းများတာကိုဒေသခံဖီသူတအူးကပြောဆိုပါတယ် အကြံဖတ်စစ်တပ်၏လေးချောင်းတိုက်ခိုက်မှုအတွင်တိစုံသူ၁၈ဦးတွင်အသက်၅နှစ်အောက်ကလေးငယ်၂ဦးပါဝင်ကြောင်းသိရပါသည်။အကြောင်းမဲ့လေးချောင်းပြစ်ခတ်တိုက်ခိုက်တာပါ။မရကန်ကျေးရွာမှာရှိတဲ့ဖြီသူပိုင်နေအိမ်တွေပျက်စီးဆုံးရှုံးပြီးဖြီသူစုစုပေါင်း၁၈ဦးပွဲချင်းပြီးတိစုံနေ။ထိခိုက်ဒဏ်ရာရတာအများအပြားရှိတဲ့အသက်အနည်းငယ်စိုးရိမ်ရတဲ့ထိခိုက်ဒဏ်ရာရပြည်သူရှိတယ်။အခြေအနေကိုဆက်လက်စောင့်ကြည့်နေရသေးပါ။လက်ရှိတိစုံသူတွေထဲမှာအသက်၅နှစ်အောက်ကလေးငယ်၂ဦးနဲ့အမျိုးသမီးတွေလည်းပါဝင်နေဟုဒီပေရင်နှွနဲ့ဖြီသူအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတအူးကပြောဆိုပါရတယ်။ လက်တလုံးဒဏ်ရာရရှိသူ30ကျော်ရှိပြီးသေဆုံးသူအရေအတွက်တိုးလာနိုင်ကြောင်းသိရပါတယ်။အကြမ်းဖက်စစ်တပ်ကရည်ရွယ်ချက်ရှိရှိအများပြည်သူနေထိုင်ရာကျေးရွာများအတွင်သို့လေကြောင်းဖြင့်ပစ်ခတ်တိုက်ခိုက်တပ်ဖြတ်မှုများကိုစတိုက်ပြုလုပ်လျက်ရှိရာအများပြည်သူများအနေဖြင့်လေကြောင်းအနေရဲ့အထူးဂရုစိုက်နေထိုင်ကြပါရန်ဒီပေရင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတိုက်တွန်းထားပါတယ်။ ဆက်လက်ပြီးထိုင်းနိုင်ငံနဲ့တောင်ကိုရီးယားတို့တွင်ကြိုတင်မဲထဲမိသူမရှိသလောက်နေပါတယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ထိုင်းနိုင်ငံနဲ့တောင်ကိုရီးယားတို့တွင်ကြိုတင်မဲထဲမိသူမရှိသလောက်နေပါနေကြောင်းထိုင်းနဲ့တောင်ကိုရီးယားရောက်မြမရေလှုပ်ရှားသူများကပြောဆိုကြပါတယ်။ယနေ့ဒီဇင်ဘာလ6ရက်နေ့ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိယနေ့နဲ့နှစ်ပိုင်းမှစတင်၍ကြိုတင်မဲထဲသွင်းနိုင်ကြောင်းစစ်တပ်တန်ယုံကဖိတ်ခေါ်ပြီးမဲယုံဖွင့်လှစ်ခဲ့ကြောင်းတို့ရတွင်စစ်တပ်တန်ယုံနှင့်ဆက်နွယ်သူအချို့မှအပါမိသူကမှလာရောက်မဲထက်ကြခြင်းမရှိကြောင်းသိရပါတယ်။ တန်ယုံတဲ့ကိုသူတို့နဲ့အဆင်ပြေတဲ့သူတချို့တော့မဲသွားထဲကြလာတော့တွေ့တယ်။ဒါပေမဲ့တန်ယုံအပြင်အတွင်းမှာချိုးတင်မဲထဲမဲ့သူမရှိပါဘူး။ဘန်ကောက်တန်ယုံကထိုင်းမီဒီယာတချို့ကိုလည်းခေါ်ထားတာတွေ့တယ်။ဒါပေမဲ့လူကိုမရှိတာထိုင်းမှာမြန်မာအလုပ်သမားအင်အားကအနည်းဆုံး၅တန်းရှိတယ်။တကယ်သာမဲလာထဲရင်ဘန်ကောက်မြန်မာတန်ယုံရှိလမ်းပေါ်မှာလူတွေကြိတ်ကြိတ်တိုးသွားမှာအခုကလူကုန်မရှိတာဘယ်သူမှလည်းစိတ်ဝင်စားကြဘူးဟုယနေ့ဘန်ကောက်ရှိမြန်မာစစ်တပ်တန်ယုံရှိချိုတင်မဲပေးမှုကိုတွားရောက်ကြည့်ရှုခဲ့တော့မြန်မာအရေးလှုပ်ရှားသူတအုပ်ကဆိုပါတယ် အလားတူတောင်ကိုရီးယားနိုင်ငံအစိုးမျိုးရှိမြန်မာစစ်တပ်တန်ယုံတွင်ချိုတင်မဲပေးမဲ့သူမရှိသည့်အပြင်ကိုရီးယားရောက်မြန်မာများကရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းတောင်ကိုရီးယားရှိမြန်မာတန်ယုံရှိတွင်ဆန္ဒပြနေကြကြောင်းသိရပါတယ်။ဆိုမှရှိတဲ့မြန်မာတန်ယုံမှာမဲထဲမဲ့သူမရှိတဲ့အပြင်မြန်မာနိုင်ငံသားတွေကတန်ယုံသွားရလမ်းမှာရွေးကောက်ပွဲစန့်ကျင်ရေးတပိတ်လုပ်နေတယ်။ ပို့ပြီးတော့ခွမ်းနာပုံမဲထဲသူမရှိတဲ့အပြင်သပိတ်မောက်တာပါကြုံရတာဟုတောင်ကိုရီးယားရောက်မြန်မာအလို့သမားတအုပ်ကဆိုပါတယ်ဒီဇင်ဘာလ9ရက်နေ့တွင်တောင်ကိုရီးယားနိုင်ငံဂျေကူးမြို့တွင်မြန်မာစစ်တပ်၏စစ်အာဏာသိမ်းမှုနှင့်ရွေးကောက်ပွဲကိုစတင်သောဆန္ဒပြပွဲများပြုလုပ်သွားရန်ရှိကြောင်းသိရပါတယ်ခစ်တင်မန္တလေးသတင်းဌာန၏နောက်ဆုံးရရှိထားတဲ့သတင်းများတင်ဆက်မှုကိုဒီမှာပဲရနာပါရစေနောက်နေ့တွင်မှလည်းသတင်းတို့များတင်ဆက်ပေးနေမှာမဟုတ်စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်